အဲမင်္ဂလာပါကျွန်တော်ထွန်းထွန်းပါခင်ဗျာဒီနေ့ solar inverter နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီသလောက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတော့ဒီ profile လေးကအခုမှ inverter တက်မဲ့စဉ်းစားရတဲ့လူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော် inverter တက်ထားတာ24ဗို့3000 watt watt အနေနဲ့ဆို3000 watt kb နဲ့ပြောရင်3 kb ကိုတက်ထားပါတယ်ခင်ဗျာကျွန်တော်အသုံးပြုတာတစ်နှစ်ဝန်းကျင်လောက်တော့ရှိပါပြီအခုဒီတော့အားလုံးအဆင်ပြေပါတယ်ခင်ဗျာနော်ဒီ inverter တွေလိုချင်လဲရပါတယ် 6သိန်း8000ပါခင်ဗျာ official randy 2 year ပါပါတယ်အများသေးလက်ရှိရယ်ခင်ဗျာနော်နှလုံးလုံးယူရတဲ့ကျွန်တော်အများသေးနဲ့ပေးပါတယ်ခင်ဗျာဒီလိုပုံစံလေးပါပုံစံလေးရတယ်เนาะအခုကတော့မီးလည်းပြတ်နေတယ်ဆိုလာလည်းမရတော့ဖြစ်တဲ့အတွက်သူ့မှာခြာခြာကတော့ဘာမှအဝင်တစ်ခုမှမရှိတော့ပါဘူးခင်ဗျာเนาะအဲ့တော့ကျွန်တော်တို့အိမ်သုံး system တွေမှာကဘာတွေအသုံးများလဲဆိုတော့တွဲဖို့အသုံးများတယ်24အသုံးများတယ်50ဖို့ အသုံးများရတယ်ပေါ့နော်ဒါလုပ်ငန်းသုံးတွေကတော့အဲ့ထက်ဝက်တွေဘိုးတွေများတာကိုအသုံးပြုကြပါနော်အဲ့တော့အိမ်သုံးထဲမှာဆိုရင်ကိုကဘတ်ဂျက်ကိုလည်းခြွေတာခြင်းနဲ့အများကြီးမသုံးချင်ဆိုရင်ဒီ24ဘိုးလောက်သုံးရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ခင်ဗျအေကွန်လေးလည်းသုံးလို့ရမယ်မီးပြတ်ွားရင်ထမင်းဟင်းတွေလည်းချက်လို့ရမယ်ခင်ဗျနော်ကျွန်တော်ပထမဆုံးစသုံးတော့တွဲဖို့နဲ့စသုံးတယ်ဘလို့မှမရအောင်ခင်ဗျဘီးတွေအရန်ပြက်လာတဲ့အချိန်မျိုးမှာဆိုရင်လည်းမလောက်တော့ဘူးပေါ့နော်ဆိုလာတက်ထားပေမဲ့လည်းအဆင်မပြေဘူးခင်ဗျာအဲ့တော့ကိုကအစ3မယ်ဆိုရင်အနည်းဆုံး24ဘိုးလောက်သုံးတင်တယ် ရေရှည်ပတ်စံလဲအစဉ်ပြေတယ်သုံးနိုင်တယ်ဆိုရင်တော့50တဖို့သုံးပါလို့ကျွန်တော်ကတော့တခါလေးအကြံပြုချင်တယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီမှာအကြံမြင့်လေးပြပြပေးမယ်ခင်ဗျာနော်ကိုက72ဖို့နဲ့သုံးရင်ဘာတွေဘလောက်သုံးလို့ရမလဲဆိုတာကိုအကြံမြင့်လေးပြပြပေးပါမယ်72ဖို့နဲ့စာစင်စားမယ်ခင်ဗျာဟုတ်ပြီဘက်ထရီကလိုက်ဘိုဘိုးလေးဆိုတော့14ဖို့ကျော်ရယ်နော်ဒါပေမဲ့အကြံမြင့်73ဖို့နဲ့ပဲတွက်မယ်100အေးအိတ်ထားလိုက်ခင်ဗျာ73ကို100နဲ့မြောက်တော့1300ပဲရှိတယ် 1300ဝက်ပဲသုံးလို့ရမယ်ဘက်ထရီကနော်ဘယ်ဘက်ထရီမဆိုအကုန်လုံးအားကုန်အောင်သုံးလို့မရဘူးခင်ဗျာနော်သူက80ရာခိုင်နှုန်းလို့ရွယ်သုံးလို့ရတယ်80ရာခိုင်နှုန်းဆိုတော့0.8နဲ့မြောက်မယ်ခင်ဗျာနော်အဲ့တော့ဘယ်လောက်သုံးလို့ရမလဲဆိုတော့ဒီတွဲဖို့ system မှာဆိုရင်ဘက်ထရီ AA က100နဲ့ဆိုရင်ကျွန်တော်တို့က1000ကျော်ပဲသုံးလို့ရမယ်ခင်ဗျာဝက်1000ပဲသုံးလို့ရမယ်ပေါ့နော်1000သုံးပြီးွားရင်ဘက်ထရီကအားကုန်သွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဒါလေးတစ်ချက်ဒီမှာနော်သိချာ ရှင်းပြပေးရခင်ဗျာအဲ့တော့ဝက်တထောင်နဲ့ဘာတွေသုံးလို့ရမလဲဆိုတော့ lighting သုံးလို့ရမယ် TV ကြည့်လို့ရမယ်ကွန်ပျူတာသုံးလို့ရမယ် laptop desktop အဲ့လောက်ပဲသုံးလို့ရမှာခင်ဗျာเนาะတိတ်အများကြီးသုံးလို့မရဘူးเนาะဒါကျွန်တော်ဒီမှာအကြမ်းမြင့်လေးတက်ပြပေးရခင်ဗျာเนาะတွဲဖို့တရားအင်းအင်းနဲ့ဆိုရင်ဘယ်လောက်သုံးလို့ရမယ်ဒီမှာဝက်တထောင်ပဲသုံးလို့ရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က live ဖို့24ဖို့နဲ့သုံးကြည့်မယ်24ဖို့ဆိုတော့ဒီကောင်အားပြည့်29လောက်ရှိရကျွန်တော်26နဲ့ပဲထားပြီးတော့တွက်ပြမယ်ခင်ဗျာเนาะ26တရားဆိုရင်2600 ်ဝက်သုံးလို့ရမယ်ခင်ဗျာနော်80ရာခိုင်နှုန်းနဲ့သုံးလို့ရမှာဆို0.1နဲ့ညှောက်လို့ရမယ်အဲ့တော့24 post system ဆိုရင်ကျွန်တော်တို့က1000လीသုံးလို့ရတယ်ခင်ဗျာနော်အဲကုန်းသုံးလို့ရမယ်ဒန်နီသုံးလို့ရမယ်နော်အဲ့ဒါလေးရှိပါတယ်ခင်ဗျာဒါအကြမ်းမြင်းလေးတွေ့ပြရအောင်နော်ကွာချက်ကိုပြောပြတာလုံးဝတဝက်ကြီးကွာပါတယ်ခင်ဗျာနော်ကိုသုံးမဲ့ဝက်ကိုပေါ့နော် DB5 မှာကျွန်တော်အခုပြောမှာက setting ချိန်ရဲ့နီးလေးပြောပြမယ်ခင်ဗျာเนาะဒါဘဲအင်ပါတာပဲဖြစ်ဖြစ်ဒီတိုင်းပဲချိန်ရတာပါ NRO ဖိရားပါမယ် 24ဘို 3KB 3000ဝက် Inverter setting ချိန်နဲ့နည်းလမ်းလေးကိုပြောပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာအခုဒီ video file လေးကဘယ် Inverter မဆိုဒီနည်းတိုင်းချိန်လို့ရတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့က Anna ကို90စက္ကန့်ဖိရားပါမယ်ပထမဆုံးပေါ်လာတဲ့ ESC ဘာမှလုံးဆရာမလို့ဘူး down key ကိုနှိပ်လိုက်ပါမယ်ဒီမှာ SUV ရှိပါတယ် SUV မျိုးပဲအများကြီးရွေးရမယ်ဘာလို့ရွေးရလဲဆိုတာကိုကျွန်တော်အသေးစိတ်လေးရှင်းပြပေးမယ်နော်တွေ့တွေ့ချင်းနံပါတ်1အရေးကြီးတယ်နော်ဘာလို့လဲဆိုတော့ဒါအောင်ရွေးရလဲဆိုတော့ SUV ဆိုတာ Solar ယူဆိုတာ EV ကိုဆိုလိုတာပြီးမှ battery နောက်ဆုံးမှ battery အားကိုထုတ်သုံးမှဖြစ်ပါတယ်ခင်ဗျာပထမဆုံး Solar နဲ့ inverter အားသုံးမယ် Solar မလောက်ရင် EVC ကသုံးမယ်နောက်ဆုံးမှ battery ကိုသုံးမှဖြစ်ပါတယ်ခင်ဗျာတကယ် battery အခြေတာသုံးမယ်နော် ဒီနည်းကိုရွေးရမယ်အဲ့မှာတခုထပ်နှိပ်ပြမယ် SPU ဆိုတာက Solar Battery Utility Solar မလောက်ရင်ဘက်ထရီကနေထုတ်ပြီးတော့သုံးမယ်เนาะဒီမှုကိုလည်းမသုံးအောင်ဒီမှုသုံးရင်ဘက်ထရီကအာအကုန်မြန်ပါလေခင်ဗျာနောက်တစ်ခုပြောပြမယ် USB USB ဆိုတာက EVC Solar Battery ဒီမှုကကိုယ့်အိမ်မှာ Solar မတက်ထားဘူး EVC ပဲဆိုရင်ဒီမှုကိုလည်းသုံးနေတယ်ဒါပေမဲ့မသုံးနဲ့ Solar တက်တက်မတက်တက် SUV ကိုပဲရွေးပါခင်ဗျာเนาะဒီမှုရွေးလာရင် Solar ကနေအောင်းဝင်တာ ကြာတာတော့ပါလို့ဖြစ်တတ်တယ်ခင်ဗျာနော်အခက်မသိရင်အဲ့တော့ကျွန်တော်တို့ကဘာလို့ပဲရွေးမလဲဆိုတော့အရေးကြီးရယ်နော် SUV ကိုပဲရွေးပါမယ်ခင်ဗျာနံပါတ်1ကိုသွားပါမယ်40 ampere 40 ampere ဆိုတာက solar ရော EVC ရောအသွင်းနဲ့ ampere ကိုဆိုလိုတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်40ပဲထားထားတယ်နော်ကိုကဘက်ထရီများတယ်ဆိုရင်ဒီမှာလိုဒိုးပူရှော့အချိန်လို့ရပါတယ်ကျွန်တော်တော့40ပဲထားပါတယ်မီရန်ပြတဲ့ဆိုရင်60 ampere လေးတိုးလို့ရတယ်နော် default က60 ampere ပဲထားလို့ရပါတယ်ဒါကကျွန်တော်40ပဲထားထားတယ်နော် APM ပဲရွေးမယ်ဒါတွေအရင်မကြည့်ဘူးကြော်မယ်ဒီမှာဆိုလာထဲမှာကြတော့ तू က USC ကိုရွေးရမယ်ဘာလို့ USC ကိုရွေးရမလဲဆိုတော့ तू ကဒီမှာ AGN Flow USC ဒါပဲပါလို့ USC ကိုပဲရွေးပါပဲခင်ဗျာဒီတင်သုံးနာရဲ့အတွက် USC ကိုပဲရွေးလိုက်မယ်ရွေးပြီးွားပြီဆိုရင်ဒါတွေလည်းအရင်မကြည့်ဘူး6လည်းအရင်မကြည့်ဘူး9လည်းအရင်မကြည့်ဘူး AC 90 frequency ဖြစ်တဲ့အတွက်90ကိုပဲရွေးမယ်60တော့မရွေးဘူးเนาะ output ဘိုးတွေ230ဒါတူတူပဲ နောက်ပြီး EVC နဲ့အားသွင်းမဲ့ Carbon ကကျွန်တော် Tan Ambia ပဲထားထားတယ်ခင်ဗျာဒီမှာမီးအရင်ပြတ်တယ်ဆိုရင် Ambia ကိုလော်တိုးပို့လျှော့လောက်အောင်မှဖြစ်ပါတယ်ခင်ဗျာเนาะအခုကတော့ကျွန်တော်30ပဲထားထားပါတယ် SNU မြင်ရင်အရင်ကိုအရေးကြီးပါတယ်ခင်ဗျာသူကဘာ SNU ဆိုတာဘာကိုပြောတာလဲဆိုတော့ Imada ရဲ့အားသွင်းတဲ့ system ကိုပြောတာပါခင်ဗျာဒီမှာလုံးဝအရင်အရေးကြီးတယ်เนาะမှားရွေးလို့မရဘူး SNU ကိုပဲရွေးရမယ် SNU ကိုမရွေးရင်ဘာပြဿနာတက်သွားမလဲဆိုတော့ကျွန်တော်ပြောပြရမယ် ဒီမှာ OSO ရှိရယ် CUE ရှိရယ် CSO ရှိရယ် ASNU ဆိုတာက Solar and Utility အသွင်းမဲ့ system က Solar နဲ့လည်းအသွင်းမဲ့ EVC နဲ့လည်းအသွင်းမဲ့အဲ့မှာကိုကအဲ့ဒါကိုမရွေးဘဲနဲ့ဒီ OSO ကိုသွားရွေးလိုက်ရင် Only Solar မီးလိုက်မီးနဲ့မသွင်းတော့ဘူး Solar တထားမှာ Solar နဲ့သွင်းမှာအဲဟုတ်ပြီအဲ့ဒါကိုကိုကဒီမှာမှားရွေးလာတယ်ဒီမှာဆိုရင် CUE CUE သွားရွေးလိုက်ရင်ဘာပြဿနာတက်မလဲဆိုတော့ Solar နဲ့အားမဝင်တော့ဘူး EVC တခုလည်းအသွင်းမှာเนาะဒါ စတင်တွေတစ်ခုနဲ့တစ်ခုကတော့အနည်းငယ်လေးကွဲလွဲနိုင်တယ်စာအရေးသားကလည်းနည်းနည်းလေးကွဲလွဲနိုင်တယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကအသေးမှတ်လို့ရတယ်အစမ်းကြီးကိုပဲယူရမယ်ခင်ဗျာနော်အစမ်းကြီးကိုပဲယူရမယ် OSO တို့ CUE တို့အဲ့ဒါကြီးသွားမယူနဲ့အဲ့ဒါကြီးသွားယူရင်ဒုက္ခရောက်သွားမယ်ခင်ဗျာနော်အစမ်းကြီးကိုပဲယူပါမယ်ဆိုလာတက်ထားတာမထားတာနော်ဟုတ်ပြီအဲ့တော့ဒါအရေးကြီးရယ်နော်ဒါလေးအရင်မကြည့်ဘူးခင်ဗျာနော်ပြောရရင်အိမ်မာတာမှာစတင်နေရအများကြီးပဲတကယ်နေလားငါလားတီးကြကြအတုံးပြူတာငါးခုလောက်ပဲရှိရယ်ခင်ဗျာနော်အဲ့ငါးခုကတော့လုံးဝမှားလို့မရပါဘူး ဒါကဘက်ခြာကြသူရဲ့ default တိုင်းထားလို့ရတယ်ကျွန်တော်ကတော့28ထားတာရယ်ခင်ဗျာနော်ဒါ floating chat အပြည့်ကန်ဒီဖြည်းဖြည်းလေးတွင်းမှာ29ဘိုးရောက်ဝင်ဖြည်းဖြည်းလေးအားတွင်းမယ်ခင်ဗျာနော်ဒါပေမဲ့သူက live ဘိုးတွေက29သူ့သာပြောတာပါတကယ်အပြည့်29လောက်သူပြည့်နေပြီခင်ဗျာနော်အဲ့တော့ဒါ battery တစ်လုံးနဲ့တစ်လုံးပေါ်မူတည်ပြီးတော့လည်းအနည်းငယ်ကွာဟားချက်ရှိနိုင်ပါတယ်ခင်ဗျာနော်ဒီမှာတော့ပထမဆုံးဒီ ကျွန်တော်တို့ bat charging မှာ28ထားရတယ် floating မှာ29ထားရတယ်ခင်ဗျာเนาะဒီတိုင်းလေးပုံမှန်လေးသွားပါတယ်ဒီမှာ battery ဘိုးဘလောက်ရောက်ရင်အဖြတ်မလဲပေါ့เนาะဒါတော့ကိုယ်က setting ချိန်မယ်ဆိုရင်စာအုပ်ကိုလည်းကြည့်ပြီးတော့ချိန်ရမယ်ပေါ့เนาะ inverter ရဲ့လုံးနဲ့လုံးမတူတဲ့အတွက်အဓိကခုနကျွန်တော်ပြောသလိုသိရမှာက solar utility battery တစ်ချက်သိရမယ်ပြီးတော့ charger mode မှာ snu ဆိုတာလေးကိုသိရမယ်ခင်ဗျာเนาะဒါဆိုရင်အကြမ်းပြင်းလေးရပါပြီခင်ဗျာเนาะအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ